င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမရွေကောက်ပွဲအလောင်းအစာနိုင်ငံကအတိုင်ဝန်ရှိအများစုကစစ်အာဏာရှင်၏မတမတော်ရွေးကောက်ပွဲကြောင့်စူချိုအနေငယ်သာရှိမိဟုယုံကြည်နေကြတော်လဲစန့်ကျင်ဘက်အပြင်အကြံဖတ်မှုကိုအားပေးအမြောက်ပြုသည့်အနေရရှိနေသည်ပဋိပက္ခရေးရကျွမ်းကျင်သူအများစုကပြည်တွင်စစ်ဖြစ်နေစဉ်အကြံဖတ်မှုကိုပုံမုံမြင့်တက်စေမည် အသေးချဆုံးနီးလန်းတစ်ခုမှာရွေးကောက်ပွဲကျင်းပခြင်းဖြစ်သည်ဟုပြောကြားလေရှိသည်ပြည်တွင်ပဋိပက္ခများသည့်အရေးပါသောနိုင်ငံရေးဆိုင်ရာအင်အားစုများကနိုင်ငံကိုအုပ်ချုပ်မှုအခြေခံမှုများအပေါ်သဘောတူညီမှုမရှိသည့်အခါဖြစ်ပွားလေရှိသည်မြန်မာနိုင်ငံ၏အခြေအနေတွင်စစ်တပ်သည်အစိုးရအဖြစ်တာဝန်ယူလိုတော့လေလူအများစုကနိုင်ငံရေးတွင်လုံးဝပါဝင်ပတ်သက်မှုမရှိစေလိုပေမည် အဆိုပါမပြေလည်နိုင်သည့်ကွာခြားချက်သည်စစ်တပ်က2021ခုနှစ်တွင်ဒုတိယအကြိမ်မြောက်ရွှေကောက်ပွဲ၌အပြတ်အသတ်ရှုံးနေခဲ့ပြီးသုံးလကြာတွင်အာဏာသိမ်းယူခဲ့ရမှလက်ရှိဖြစ်ပွားနေသောပြည်တွင်းစစ်ကိုဖြစ်ပေါ်စေခဲ့သည်စစ်တပ်သည်ဒီဇင်ဘာနှင့်ဇန်နဝါရီလတို့တွင်အစင်များစွာဖြင့်၎င်းတို့၏ရွေးကောက်ပွဲကိုကျင်းပရန်စီစဉ်နေသည့်နှင့်အမျှဤရွေးကောက်ပွဲသည်အကြံဖတ်မှုများဖြင့်ဖုံးလွှမ်းသွားနိုင်ခြင်းမှအံ့အားသင့်စရာမဟုတ်ပေ ဒီမိုကရေစီလိုလာသည့်အဓိကပါတီများကိုပိတ်ပင်တားမြစ်ထားပြီးစစ်တပ်နှင့်၎င်းတို့ရွေးချယ်ထားသောကိုယ်စားလှယ်များအနိုင်ရရှိစေရန်မဲယုံများကိုတင်းတင်းကြပ်ကြပ်စီမံခန့်ခွဲမိဖြစ်တော်လေရွေးကောက်ပွဲသည်အမှန်တကယ်တွင်ပရိပခရောပါစိန်ဤနီလန်ဖြစ်နိုင်သည်ဟုအချို့သောတန်ထမတ်များနှင့်လေးလာသုံးသက်သူများကမျှော်လင့်နေကြသည်၂008ခုနှစ်တွင်စစ်တပ်ကရေးဆွဲခဲ့သောဖွဲ့စည်းပုံအခြေခံဥပဒေကအာဏာကိုမတူညီသည့်နိုင်ငံရေးယုံဌာနများအကြားခွဲဝေထားတော်လေလက်ရှိအချိန်တွင်အာဏာသိမ်းသူမင်းအောင်လှိုင်က ဘဟုမချုပ်ခိုင်ထားသည်အချို့သောတန်တမာအတိုက်ဝန်းကပင်လည်းရင်ရွေးကောက်ပွဲကျင်းပခြင်းသည်မတူညီသောစစ်ဘက်ဆိုင်ရာပုံကူများအကြားအာဏာကိုခွဲဝေပေးနိုင်ပြီးအတိုက်အခံအဖွဲ့ဝင်များနှင့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုသို့မဟုတ်ဆွေးနွေးမှုများအတွက်လမ်းဖွင့်ပေးနိုင်လိမ့်မည်ဟုမျှော်လင့်နေကြသည်တို့တော်လေးစစ်အာဏာရှင်၏ရွေးကောက်ပွဲကျင်းပရခြင်းအကြောင်းပြချက်အတွင်းသက်တမ်းမှလုံးဝကွဲပြားသည် စီအနာရှင်အဓိကရည်ရွယ်ချက်မှာ၎င်းတို့အပေါ်အပြည့်ပြည့်ဆိုင်ရာအသိုက်အဝန်းအထူးသဖြင့်ဒေတာတွင်နိုင်ငံများ၏ညွညွညင်ညင်လက်ခံမှုကြီးထွားလာမှုကိုပုံမခိုင်မစေရန်ဖြစ်သည်။၅နှစ်နီးပါးလက်နက်ကင်တော်လည်ရေးကိုရင်ဆိုင်ခဲ့ပြီးနောက်မြန်မာနိုင်ငံ၏အင်းကြီးချင်းများစွာကအစိုးရသည်ရေရှည်တည်တံ့မည်ဟုကောက်ချက်ချမှတ်ချက်ပြုလာကြသည်။၎င်းတို့ခံမှန်ခဲ့သည့်အတိုင်းဖြစ်လာစေရန်၎င်းတို့ကိုယ်တိုင်ကပင်နိုင်ငံတည်ငြိမ်ရေးအတွက်သံတမန်ရေးရာကြိုးပမ်းအားထုတ်မှုများဘက်သို့ကြောင်းလဲရှေ့ရှုလာကြပြီဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာအော်စတြေးလျတန်မတ်ဟောင်းနီကိုလတ်ကောက်ဘက်ကမကြသေးမီက Frontier မြန်မာ၏ project တစ်ခုတွင်အိန္ဒိယနိုင်ငံများကရွေးကောက်ပွဲသည်အတူရောက်ဖြစ်သည်ကိုသိရှိထားသောလည်းအကယ်၍ရွေးကောက်ပွဲသည်အကြံဖတ်မှုများဖြင့်ပြည်နယ်နေသောအလုံးစုံပြတ်တုံးခြင်းမဟုတ်ပါကလက်ခံပွဲရှိကြောင်းပြောကြားခဲ့သည်အကြံဖတ်မှုတွေအများပြရှိမယ်လူတို့ရဲ့မကျေနပ်မှုတွေကိုလည်းနှိမ်နင်းမှုတွေအများကြီးရှိမယ်ဆိုရင်အိန္ဒိယနိုင်ငံတွေအတွက်အပြေးအဝါလက်ခံဖို့ပိုခက်ခဲလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဟုလက်ကောင်းကပြောကြားခဲ့ပါတယ် ၎င်း၏ပြောကြားမှုမှန်ကောင်းမှန်နိုင်တော်လဲမှတ်ချက်များတွင်စစ်အာဏာရှင်ကိုစန့်ကျင်နေသည့်လက်နက်ကိုင်အဖွဲ့အစည်းများအတွက်လက်ခံနိုင်ပွဲမရှိသည့်ပုံစံကိုဖော်ပြနေသည်ရွေးကောက်ပွဲကိုအကြမ်းဖက်ပြီးနှောက်ရှက်ရန်သို့မဟုတ်စစ်တပ်က၎င်းတို့၏တရားဝင်မှုကိုခိုင်မာစေမည်အနေရကိုရင်ဆိုင်ရန်နိုင်ငံတကာအသိုက်အဝန်းကလက်နက်ကိုင်အဖွဲ့များကိုတိုက်တွန်းတကယ်တို့ဖြစ်နေသည်ပြီးခဲ့သည့်နှစ်ရွေးကောက်ပွဲမှတိုင်ပြီးတကောင်စရင်ကောက်ယူမှုသည်လည်းအလားတူအကြောင်းပြချက်များကြောင့်အကြံဖက်ရန်ပြစ်မှတ်တစ်ခုဖြစ်လာခဲ့သည် ဖြစ်စဉ်အများအပြားတွင်တကောက်စရင်ကောက်ယူသူများအတွေ့လုံခြုံရေးပေးနေသောစစ်သားများနှင့်ရဲများကိုစစ်အာဏာရှင်ဆန့်ကျင်ရေးလက်နက်ကိုင်အဖွဲ့များကတိုက်ခိုက်တပ်ဖြတ်ခဲ့ပြီးဤသည့်အရတားဝန်ထမ်းများထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းသို့မဟုတ်တေဆုံးခဲ့ခြင်းရှိမရှိကိုအများအပြားရှောင်တိန်ပြောဆိုခဲ့သည်။ အနည်းဆုံးဖြစ်ရတဲ့ခုတွင်ဒီမိုကရေစီလိုလားသည့်လက်နက်ကိုင်အဖွဲ့တစ်ခုက၎င်းစရင်ကောက်ယူသူ၉ဦးကိုပြန်ပေးဆွဲခဲ့ကြောင်းသတင်းရရှိခဲ့ပြီး၎င်းတို့အများစုမှာအမျိုးသမီးဆရာမများဖြစ်ကြသည်အချို့က၎င်းတို့သည်အစိုးရအားသတင်းအချက်အလက်စုဆောင်ခြင်းနှင့်ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုများအဖြစ်အသုံးပြုနိုင်သည့်လုပ်ငန်းတစ်ခုခုတွင်ကူညီပေးနေသောကြောင့်တရားဝင်ပြစ်မှတ်များဖြစ်သည်ဟုပြောဆိုခဲ့ကြသည်အခြားသူများကမူဆရာမများကိုပါဝင်ရန်အတင်းအကျပ်ခိုင်းစေခံရဖွယ်ရှိပြီး၎င်းတို့ကိုခြံထားသည်ဟုပြောကြားခဲ့ကြသည်။ အဲ့ကဲ၍ဒီဇင်ဘာနှင့်ဇန်နဝါရီလတို့တွင်မဲယုံများပေါ်သို့အလားတူတိုက်ခိုက်မှုများဖြစ်ပွားပါကအယက်သားများမဲဆန္ဒရှင်များနှင့်ပုံမှန်မဲယုံများတွင်တာဝန်ထမ်းဆောင်လေးရှိသောအမျိုးသမီးဆီယာမာများ၏တေဆုံးမှုအများအပြားဖြစ်ပေါ်စေနိုင်သည်ထို့သောထို့သောလှုပ်ဆောင်သည့်အတွက်ရှင်းလင်းပြတ်သားသောမဟာဖြူဟာမြောင်အကျိုးကျေးဇူးများရှိနေသည်ဟုနိုင်ငံတကာအတိုက်အဝန်းကမြန်မာနိုင်ငံရှိအတိုက်အခံတပ်ဖွဲ့များကို၎င်းအချက်ပြခဲ့သည် စစ်အာဏာရှင်အဓိကနိုင်ငံရေးထောက်ခံသူဖြစ်သည့်တရုတ်နိုင်ငံကစစ်အာဏာရှင်၏ရွေးကောက်ပွဲကိုအပြင်းအထန်တွန်းအားပေးနေကြောင်းကိုလည်းကြေကြေပြန့်ပြန့်သတင်းများတင်ပြခဲ့သည်တရုတ်သည်မင်းအောင်လိုင်ကိုအပြောင်းလဲမြန်ပြီးအရေးအချင်းမရှိသူအဖြစ်ရှုမြင်တော့ကြောင်း၎င်း၏တကူရေးအာဏာကိုကန့်သက်လိုပြီးနှင့်နေဆက်တလျှောက်နှစ်နိုင်ငံအတွင်းရှိရှုပ်ထွေးမှုများကိုတည်ငြိမ်စေရန်မျှော်လင့်ထားကြောင်းသတင်းတင်ပြမှုများရှိသည်။ထိုင်းနှင့်အိန္ဒိယကဲ့သို့သောအခြားအိန္ဒိယချင်းနိုင်ငံများကလည်းသဘောထားတစ်ခုတည်းဖြစ်ပုံရသည်။ ဒီဇင်ဘာလတွင်ရွေးကောက်ပွဲများကျင်းပမည်ဟုသောမြန်မာစစ်တပ်၏ဩဂုတ်လကြေညာချက်ကိုအပြစ်တင်ပြောဆိုခဲ့သည့်ဒေသတွင်ဩစာကြီးနိုင်ငံအနေငယ်ထဲမှတခုမှဂျပန်နိုင်ငံဖြစ်သည့်ဖန်စီခံရသူများကိုပြန်လည်လွှတ်ပေးခြင်းနှင့်တပ်ဆိုင်သူများအကြစိတ်ရင်းမှန်ဖြင့်ဆွေးနွေးခြင်းကဲ့သို့သောနိုင်ငံရေးတိုးတက်မှုစီသို့ဤသည့်လှုပ်ရှားမှုမှမတွေ့ရပေအထွေထွေရွေးကောက်ပွဲများကျင်းပပါကမြန်မာပြည်သူများထံမှပုံမှုပြင်းထန်သောတုံ့ပြန်မှုကိုဖြစ်ပေါ်စေပြီး ငြိမ်းချမ်းစွာဖြည့်ရှင်ရေးကိုပုံမှုခက်ခဲစေနိုင်သည်ကိုဂျပန်ကအလေးအနက်စိုးရိမ်ပါသည်ဟုဂျပန်နိုင်ငံသားဥဝင်ကြီးကပြောကြားခဲ့ပါသည်။လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သောမလေးရှားကရခိုင်ကရွေးကောက်ပွဲကိုဦးစားပေးအဖြစ်မတက်မတ်တင်ကြောင်းပြောကြားခဲ့သည်။အင်ဒိုနီးရှားနှင့်ဘင်္ဂလားဒေ့ရှ်ကဲ့သို့သောအချို့နိုင်ငံများကမူလာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍အတိအကျပြောဆိုခြင်းမရှိသေးပေစောင့်ကြည့်သည့်ချင်းကပ်မှုကိုလက်ခံကျင့်သုံးပုံရသည်။ပေါ်၍အာအသင့်စရာကောင်းသည်မှာအနောက်တိုင်းဒီမိုကရေစီနိုင်ငံအများစုသည်တိတ်ဆိတ်နေခြင်းပင်ဖြစ်သည် ဥရောပနိုင်ငံအချို့ကရခင်ကပရိပခါကိုဖြည့်ရှင်းရန်ကြိုးပမ်းမှုများမှာအချီးနှီးဖြစ်သောကြောင့်ရွေးကောက်ပွဲကပြီးသို့ဖြစ်လာမည်ကိုရှေ့ရှုပြီးမမျှော်လင့်ပေအခွင့်အလမ်းများပွင့်လာမည်ဟုမျှော်လင့်နေကြပုံရသည်သို့တော်လည်းဤအရာကတော်လန်ရေးသမားများအတွက်ရွေးကောက်ပွဲကိုနှောက်ယှက်ရန်အတွက်ထပ်မံဆွဲဆောင်နေသည်။ရှင်းသည့်စစ်အာဏာရှင်၏နိုင်ငံတကာတွင်ပုံမှန်ဖြစ်လာမှုကိုတားဆီးရင်းနှင့်လက်နက်ကိုင်အဖွဲ့များစွာကညှိနှိုင်းခြင်းဖြင့်မဟုတ်ပဲစစ်တပ်ကိုလုံးဝအနိုင်ယူခြင်းဖြင့်ပဋိပက္ခအဆုံးသတ်လိမ့်မည်ဟုမျှော်လင့်နေကြသောကြောင့်ဖြစ်သည်။ နိုင်ငံတကာအသိုက်အဝန်းကဒီမိုကရေစီလိုလားသူများအားမှန်ကန်သင့်လျော်စွာဆွဲဆောင်နိုင်ခြင်းမရှိခဲ့သည်မှာဒီအကြိမ်ဒီပထမဆုံးအကြိမ်မဟုတ်ပေ2019ခုနှစ်ရိုဟင်ဂျာအရေးခင်အတွင်မြန်မာနိုင်ငံ၏ဒီမိုကရေစီလှုပ်ရှားမှုသည်မွ슬လင်အယက်သားထောင်ပေါင်းများစွာကိုတပ်ဖြတ်မရင်ကျင်ပြီးရှုဖြက်စီခဲ့သည့်စစ်စင်ရေးအတွင်စစ်တပ်နှင့်ရှက်တီခဲ့ခြင်းကြောင့်ကမ္ဘာကိုတုံ့လုံစေခဲ့သည်၎င်းသည်လူပေါင်း9000ကျော်ကိုနေရက်စွန့်ခွာစေခဲ့သည်2021ခုနှစ်အာနာသိမ်းမီမကြာမီတွင် စီးပွားရေးမြို့တော်ရန်ကုန်တွင်အတီးကနေထိုင်သော အထက်လွှာအင်္ဂလိပ်စကားပြောလှုပ်ရှားတက်ကြွသူများနှင့်နိုင်ငံရေးသမားအနေငယ်ကပြည်သူများ၏သဘောထားပြောင်းလဲမှုများကြောင့်ဖြစ်ပေါ်ခဲ့ကြောင်းအခိုင်အမာပြောကြားခဲ့သည်ဆန္ဒပြမှုများကိုနှိမ့်နှင်းမှုများကြောင့်စစ်တပ်၏အကြမ်းဖက်မှုများကိုကိုယ်တိုင်ကိုယ်ကျကြုံတွေ့ခဲ့ရပြီးနောက်မြန်မာပြည်သူများ၏ရိုဟင်ဂျာများ၏ဒုက္ခကိုနားလည်လာပြီးဖြစ်သည်ဟု၎င်းတို့ကပြောခဲ့ကြသည် ဤပြောင်းလဲမှုသည်ခြေကားပြောဆိုခြင်းဖြစ်ပြီးတိုးတက်သောတက်ကြွလှုပ်ရှားသူအတိုင်းဝိုင်းများတွင်သာအကန့်အသတ်ဖြစ်ရှိနေသည်။သို့သောရင်းကျင်ညာချက်ကိုယ်တိုင်ကရိုဟင်ဂျာအရေးကိုအလေးနက်ထားကြောင်းမြန်မာနိုင်ငံကိုထိမြင့်စေရန်နိုင်ငံတကာအတိုင်းဝန်တို့ချင်းကပ်ချက်တစ်ခုဖြစ်သည်။အနောက်နိုင်ငံများကဤချင်းကပ်ချက်ကိုကြိုဆိုမိအစားတန်တရားဖြင့်ဥပိ္ပခါပြုခဲ့ကြသည်။ဒီမိုကရေစီလှုပ်ရှားမှုဤမှတ်တမ်းကိုကြည့်လျင်တန်တရားဝင်ရလိုအပ်တော်လေနိုင်ငံတကာအတိုင်းဝန်ကဒီမိုကရေစီလှုပ်ရှားမှုအတွက် ပုံမပန်ပိုးကူညီမှုများပေးခြင်းဖြင့်ဤချင်းကက်ချက်ကိုအားပေးချီးမြှင့်မှုများပြုလုပ်ခဲ့တဲ့သည့်ထို့သောတုံ့ပြန်မှုကပြည်သူထင်မြင်ယူဆချက်ပြောင်းလဲမှုကိုပုံမအားပေးနိုင်ခဲ့မည်ဖြစ်တော်လဲနိုင်ငံတကာအသိုက်အဝန်းသည်ရိုဟင်ဂျာအရေးကိုတကယ်တမ်းအလေးနက်မထားကြောင်းမြန်မာပြည်သူများကသိရှိလာသောအခါအာရော့သွားခဲ့သည်အနောက်နိုင်ငံများသည်ရိုဟင်ဂျာအရေးခင်းနှင့်ပတ်သက်၍ကိုကျင်းတရားဆိုင်ရာသဘောထားများကိုထုတ်ပေါ်ခဲ့တော်လဲဒေသတွင်းနိုင်ငံများတွင်လည်းမြန်မာနိုင်ငံရှိလူမျိုးစုများအကြံ တဟဆာဒဖြစ်မှုကိုအားပေးရန်လက်တွေ့ကြသည့်အကြောင်းပြချက်များရှိသည့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ခြေပြန်သောဒုက္ခသည်စခန်းများတွင်နေထိုင်နေကြသည့်ရိုဟင်ဂျာ၁.၅သန်းခန့်ကြောင်းဝင်ပြီးနေသည်ထို့အတော်တွင်အိန္ဒိယမလေးရှားနှင့်အင်ဒိုနီးရှားတို့ကလည်းခိုလုံခွင့်တောင်းခံရန်ထွက်ပြေးလာကြသည့်ရိုဟင်ဂျာများကြောင့်ပြည်သူလူထု၏မကျေနပ်မှုများကိုလည်းရင်ဆိုင်နေရသည်ဤနိုင်ငံများအနေနဲ့နိုင်ငံတစ်ခုကသာပြန်လည်ပို့ဆောင်ရေးကိုအလေးနက်ထားပါကမြန်မာနိုင်ငံရှိပြည်သူများကြားတွင် ရိုဟင်ဂျာများကိုလက်ခံမှုမြင့်တင်ပေးရေးကိုဦးစားပေးမှုအရအဖြစ်မြင့်တင်လှုံ့ဆော်သည်သည်အနောက်နိုင်ငံသည်လူအခွင့်အရေးနှင့်ဒီမိုကရေစီအပေါ်ဂတိကဝတ်ပြုထားသောလက်နက်ကိုင်အဖွဲ့များကိုဆွဲဆောင်နိုင်ခြင်းမရှိခဲ့ပြီးအာမေရိကန်သည်ကရင်အမျိုးသားအစည်းအရုံးနှင့်ခရင်ဒီအမျိုးသားများကောက်ွက်ရစ်တက်ဖွဲ့ခဲ့သို့သောဒီမိုကရေစီလိုလားသည့်အဖွဲ့အစည်းများအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေအချို့ကိုပေးအပ်ခဲ့တော်လဲရင်းအခုကြီးအများစုကိုပြီးခဲ့သည့်နှစ်တွင်ဒေါ်နယ်ထရန့်ပြန်လည်အရွေးခံရပြီးနောက်ချက်တောက်ခံခဲ့ရသည် တချိန်တည်းတွင်ဤအဖွဲ့များ၏ဒီမိုကရေစီစအခြေခံမှုများနှင့်အနောက်နိုင်ငံနှင့်ဆက်နွယ်မှုရှိသည်ဟုယူဆမှုများကြောင့်တရုတ်နိုင်ငံကရင်းအဖွဲ့များအပေါ်တတိထားခဲ့ပြီး၎င်း၏နေဆက်ရှိလက်နက်ကိုင်အဖွဲ့များကိုရင်းတိုးနှင့်ဆက်ဆံရေးဖြတ်တောက်ရန်ဖိအားပေးခဲ့သည်တကယ်တမ်းတွင်ကီပါထောက်ပံ့မှအချိုးများစုံရရှိခဲ့သည့်အဖွဲ့များမှတရုတ်နှင့်နီးစပ်သောအဖွဲ့များဖြစ်ပြီး၎င်းတို့သည်အာနာရှင်စံသည့်အဖွဲ့များလည်းဖြစ်သည် တရုတ်သည်ရခင်ကမရှိခဲ့ဘူးသောပမာဏအထိဂျာဝင်ဆွဲဖက်နေပြီးအာနာရှင်စံတော်မြောက်ပိုင်းတိုင်းရင်သားလက်နက်ကိုင်အဖွဲ့များနှင့်စစ်အာဏာရှင်အစိုးရကိုနိုင်ငံခြားရေးအဖြေရှာရန်အတွက်ပေါင်းစည်းပေးနေသည်ထို့အတောအတွင်ဒီမိုကရေစီလိုလားသည့်အဖွဲ့များကိုတရုတ်ကဖယ်ကျင်းထားပြီးအနောက်နိုင်ငံများကလည်းလွတ်လွရှုထားသည်ဤအခြေအနေကတရုတ်သည်အနောက်နိုင်ငံထက်ပုံမခိုင်မာသောမိတ်ဆွေဖြစ်ကြောင်းသင်ခန်းစာပေးနေသည်အခြားမြည်သည့်အချက်အညာမရှိသောအနောက်နှင့်ဒေသတွင်တပ်တမန်အချို့ကစိုးချိုနေပြီး ိုးတက်မှုအချို့ဖြစ်ပေါ်နိုင်သည့်ရွေးကောက်ပွဲတစ်ခုကိုရင်းဆိုင်ရကြိုးနှက်သည်ဟုဆုံးဖြတ်ခဲ့ကြသည်ထို့တော်လည်းစစ်အာဏာရှင်စီစဉ်ထားသည့်ရွေးကောက်ပွဲသည်အတိတ်ပဲရှိသောနိုင်ငံရေးပြောင်းလဲမှုတစ်ခုစီသို့ဦးတည်မည်ဟုအာမခံချက်မရှိပေမရောက်လိုက်သည်အခြားနိုင်ငံရေးယုံထဏာများတွင်သူဤတစ္ဆာကံများကိုရိုးရှင်းစွာနေရာချထားနိုင်ပြီးအကျွင်းမဲ့အာဏာရှင်အဖြစ်နိုင်ငံကိုဆက်လက်အုပ်ချုပ်နိုင်သည်ရွေးကောက်ပွဲပြီးနောက်၎င်းသည်အာဏာခွဲဝင်မှုကိုဖယ်ရှားရက်နှင့် သူ့ကိုယ်သူအမြင့်ဆုံးခေါင်းဆောင်အဖြစ်တရားဝင်ပြုလုပ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်နိုင်သည်။ထင်ရှားသောဆိုးကျိုးများလည်းရှိပါသည်။ရွှေကောက်ပွဲသည်အကြံဖတ်မှုများရုတ်တရက်မြင့်တက်လာစေခြင်းနိုင်ငံရေးကွဲပြားမှုများကိုပုံမနဲ့ဆိုင်စေခြင်းမြန်မာစစ်တပ်ကို၎င်း၏ပြည်သူများအပေါ်လူသက်ပွဲဆင်နွှဲနေခြင်းကိုဆက်လက်လှုပ်ဆောင်ရန်အားပေးနိုင်ခြင်းတို့ဖြစ်သည်။